အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life မင်္ဂလာပါရှင်ကျမအင်မြန်လို့ဆိုပါ 7TV 7PM News ရဲ့ပထမအဆုံးသတင်းတပုတ်အနေနဲ့ဥကိုနေကိုလှုပ်ကြံမှုခိုင်းစေခဲ့သူဟာတမရော်မှာဘုံမှုကြီးအဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဥပဒေကြံပေးဥကိုနေကိုလေးစိမ့်မှာတနက်နဲ့လှုပ်ကြံတက်ဖြတ်မှုနဲ့ပတ်သက်ပြီးတမရာယုံကဒုတိယကြိမ်အဖြစ်သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်မှာတော့ပြစ်မှုကျူးလွန်ရမှာပူပေါင်းပါဝင်သူတရက်ခန့်အာဝင်းစော်ကိုကနအုပ်စစ်ဆေးချက်တွေရာဥကိုနေကိုလှုပ်ကြံတက်ဖြတ်ဖို့ငွေပေးခိုင်းစေသူမှာတရက်ခန့်အာဝင်းစော်ရဲ့ညီဖြစ်သူအာဝင်းခိုင်ဆိုသူဖြစ်ပြီးတမရော်မှာဗိုလ်မှူးကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ2014ခုနှစ်မှာမိမိသဘောနဲ့တက်မရောကနေနှုတ်ထွက်ထားသူတဦးဖြစ်တယ်လို့လည်းပါရှိပါရယ်။အောင်ဝင်းစော်ကိုငွေကျပ်သိန်းတစ်ထောင်ပေးမယ်လို့ဆိုပြီးခိုင်းစေခဲ့တာဖြစ်ကြောင်းဆီယံငွေရဖြစ်လဲသိန်းတရာပေးရခဲ့တယ်လို့ပါရှိပါရယ်။ညီဖြစ်သူအောင်ဝင်းခိုင်ရဲ့ကမ်းလှမ်းချက်ကြောင့်လှုပ်ကြံပေးမယ်လို့ကိုရှာဖွေခဲ့တယ်လို့လည်းသိရပါရယ်။စက်တင်ဘာလ10ရက်နေ့မှာတော့ကြည်လင်းရောက်ရှိလာခဲ့ပြီးအလုတောင်းခံခဲ့တာပါ။အဝင်းစော်ကဥက္ကိုနီကိုတက်ပေးရင်ငွေကျပ်သိန်း800တထောင်ပေးမယ်လို့ကြည်လင်းကိုကမ်းလှမ်းခဲ့ပေမဲ့ ကားတစည်းဝယ်ပေးရင်လက်ခံမှာဖြစ်ကြောင်းကြည်လင်းကပြောခဲ့တယ်လို့ပါရှိပါတယ်။လေစိတ် CCTV မှတ်တမ်းတွေကိုစစ်ဆေးတဲ့အခါမှာတော့အောင်ဝင်းခိုင်ဟာလေရင်ဆိုက်ရောက်မဲ့အချိန်ကိုစုံစမ်းမေးမြန်းခဲ့တဲ့မှတ်တမ်းတွေကိုတွေ့ရှိခဲ့တယ်လို့ပါရှိပါတယ်။လက်တလုံးမှာတော့အဆိုပါအောင်ဝင်းခိုင်ဆိုသူဟာထွက်ပြေးလွတ်မြောက်နေစေဖြစ်ပြီးတမရော်နဲ့မြမရဲတပ်ဖွဲ့ကပူးပေါင်းစုံစမ်းနေစေဖြစ်တယ်လို့တမရာရုံးရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်စီးပွားရေးသမားတွေနေဆက်မှာဝင်ရောက်ဆိုက်ပျိုးတဲ့ကိစ္စလွတ်တော်တင်းဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ15ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်မှာမြန်မာတရုတ်နေဆက်ရှိမြန်မာပိုင်းမြေဧရိယာတွေပေါ်မှာတရုတ်နိုင်ငံကလုပ်ငန်းရှင်တွေကတရားမဝင်ဝင်ရောက်ဆိုက်ပျိုးလုပ်ကိုင်နေတာတွေနဲ့ပတ်သက်ပြီးကချင်ပြည်နယ်မန်စီမဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကလွှတ်တော်မှာကျဲပွင့်ပြမေးခွန်းမေးမြန်းခဲ့ပါတယ်။တရားမဝင်ငှားရမ်းဆိုက်ပျိုးတာတွေအပြင်ကျူးကျော်ဝင်ရောက်ဆိုက်ပျိုးတာတွေရှိနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးချင်းဖေလင်းကပြောပါရယ်။ဒါအပြင်မြန်မာတရုတ်နယ်စပ်မှာစီးဆင်းတဲ့နတ်မွန်ချောင်းရဲ့ရေချောင်းပြောင်းလဲမှုနဲ့ရေတိုက်စားမှုတွေကြောင့်ကမ်းပြိုရာတွေဖြစ်နေပြီးနယ်နိမိတ်မှတ်တိုင်တွေပြိုလဲမဲ့ခြင်းတွေနဲ့ကြုံတွေ့နေရတယ်လို့ကျေပွင့်ပြမေးခွန်းထဲမှာထည့်သွင်းမေးမြန်းသွားခဲ့ပါရယ်။ဒါပေမဲ့သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ဖြေကြားမှုနဲ့ပတ်သက်ပြီးပေါ်ရော်တယ်လို့ခန်းစားရတယ်လို့ဦးချင်းဖေလင်းကပြောကြားခဲ့ပါတယ်။မြန်မာတရုတ်နယ်နိမိတ်မိုင်းနာရမှန်53မြင်းဆောင်နှစ်အနီးကမြန်မာလေယာဉ်မြေတွေအပေါ်မှာ တရားမဝင်လာရောက်လုကိုင်းနေတာတွေကိုစီစစ်တွေ့ရှိရမယ်ဆိုရင်တော့1949မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးလက်တလောပြဋ္ဌာန်းချက်တွေအဥပဒေတွေနဲ့အညီအရေးယူဆောင်ရွက်မယ်လို့သက်ဆိုင်ရာဝန်ကြီးဌာနကိုစာပြည်ထရေးထုဝန်ကြီးဘိုးချုပ်အောင်စိုးကထေကြားခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်နဲ့တန်တမန်တွေတွေ့ဆုံဆွေးနွေးတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးတောင်ထွန်းနဲ့ မြန်မာနိုင်ငံအခြေစိုက်တန်ယုံတွေကကိုယ်စားလှယ်60ကျော်နဲ့ဒီကနေ့မှာ3နာရီကြာကြာတွေ့ဆုံခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့လာရောက်သတင်းယူတဲ့သတင်းမီဒီယာတွေကိုတော့တာဝန်ရှိသူတွေက တစုံတရာဖြေကြားပေးတာမရှိခဲ့ပါဘူး။ဒီတွေ့ဆုံမှုပြီးရင်သတင်းမီဒီယာတွေကိုတွေ့ဆုံရှင်းလင်းပေးမယ်လို့မနေ့ကညနေပိုင်းကပြန်ကြားရေးဝန်ကြီးဌာနကတရားဝင်ဖိတ်ကြားခဲ့ပေမဲ့သတင်းမီဒီယာတွေက3နာရီကြာစောင့်ဆိုင်းပြီးမှ တကယ်တမ်းတွေ့ဆုံမှုအပြီးမှာတော့သတင်းမီဒီယာတွေကိုသတင်းထုတ်ပြန်ပြောကြားပေးဖို့ညှင်းဆန်းခဲ့တာပါပြည်ထောင်စုဆိုရအဖွဲ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးတောင်ထွန်းနိုင်ငံတော်တိုင်းပြည်ငံရုံးဝန်ကြီးဦးကျော်တင်ဆွေနဲ့ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်းတို့နဲ့တန်အဖွဲ့ကတာဝန်ရှိသူတွေတွေ့ဆုံခဲ့ကြတာပါရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကင်ဂျုံအန်းရဲ့အကိုလှုပ်ကြံခံရပြီးတဲ့နောက်အလောင်းကိုခွဲစိတ်စစ်ဆေးဖို့ပြင်ဆင်ဆွဲတဲ့တဲ့တင်ဆက်ပေးပါမယ် မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအမ်ရဲ့ဖအေတူမေယီကွဲအကိုဖြစ်သူလှုပ်ကြံခံရပြီးတဲ့နောက်ရောဝလောင်းကိုခွဲစိတ်စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်ဖို့စေယုံပြောင်းရွှေ့ခဲ့ကြောင်းမလေးရှားအနာပိုင်တွေကပြောကြားခဲ့ပါတယ်။ကင်ဂျုံနယ်ဟာမြောက်ကိုရီးယားအာနာရှင်ကင်ဂျုံအမ်နဲ့ဆက်ဆံရေးအဆင်မပြေသူတဦးဖြစ်ပြီး၂011မှာကင်ဂျုံအမ်အာနာရလာကလေးကမကာအိုနဲ့စင်ကာပူတို့မှာပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပါတယ်။ အခုသတင်းပတ်အစောပိုင်းမှာတော့ကင်ဂျုံနယ်ဟာမလေးရှားနိုင်ငံကွာလာလမ်ပူလေစိမ့်မှာမက်ကာရိုကိုပြန်သွားဖို့ပြင်ဆင်နေတုန်းလုံခြံခံခဲ့ရတာဖြစ်ပါတယ်။ကင်ဂျုံနယ်တည်ဆုံတဲ့သတင်းကို February 15ရက်မှာမလေးရှားကတရားဝင်ထုတ်ပြန်ခဲ့ပြီးတင်မှုသေးခြင်းစစ်ဆေးဖို့အတွက်ရဝက်လောင်းကိုကွာလာလမ်ပူကနောက်ထပ်ဆေးရုံတစ်ခုစီပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။သတင်းတွေကကင်ဂျုံနယ်ဟာအစိမ့်နဲ့လုံခြံခံရတယ်လို့ဖော်ပြနေပေမဲ့တိကျတဲ့အဖြေကိုသိရှိဖို့နောက်ထပ်စစ်ဆေးမှုတွေလိုအပ်ကြောင်းမလေးရှားရဲတပ်ဖွဲ့ကပြောကြားထားပါတယ်။ ကင်ဂျုံနဲ့ဟာလေးစိတ်မှရှိနေစဉ်အစိမ့်ွေဒါမှမဟုတ်အစိမ့်ရက်နဲ့အနီးကပ်တိုက်ခိုက်ခံရတယ်လို့ယုံကြည်ရပြီးလေးစိတ်စီကံမှာကုသပေးခဲ့ပေမဲ့အခြေအနေမကောင်းတာကြောင့်ပက်ဒရာဂျာယာစေးယုံကိုတင်ပို့ခဲ့ပေမဲ့လူနာတင်ရင်ပေါ်မှာတဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်နောက်ဆုံးအနေနဲ့ဒီနေ့ဖေဖော်ဝါရီလ15ရက်နေ့ရဲ့ American Dollar ငွေလဲနှုန်းနဲ့ရွှေဈေးတွေကိုတင်ဆက်ပေးပါမယ်။ American Dollar ငွေလဲနှုန်းတွေကတော့ဒီရက်ပိုင်းအတွင်းမှာအနည်းငယ်ပြန်လဲကျဆင်းသွားခဲ့ပါတယ်။ ပြင်ပမှာတော့အမေရိကန်ဒေါ်လာကိုဝယ်ဈေး1358ကျပ်နဲ့ရောင်းဈေးကတော့1358ကျပ်မှာရှိနေတာပါ။ဗဟိုဘဏ်ကတော့အမေရိကန်ဒေါ်လာကို1360ကျပ်သတ်မှတ်ထားတာဖြစ်ပါတယ်။ရွှေဈေးကလည်းအကြမ်းဖက်မှာပဲရှိနေခဲ့တာပါပြီးခဲ့တဲ့ဘက်ကအခောက်ရွှေတစ်ကျသားကိုငွေကျပ်6သိန်းကျော်အထိမြင့်တက်ခဲ့ရကနေဒီနေ့မှာတော့7သိန်း7800ကျပ်အထိကျဆင်းသွားခဲ့တာပါ7 TV ရဲ့ည9နာရီသတင်းတွေကိုညစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် UAB. UAB with you on your journey of life.